ဝန်ထမ်းများအတွက်ပါအဲ့တော့ဝန်ထမ်းတွေမှာအစင်ကြီးတွေပေးစီအများကြီးရှိတယ်။အမို့အရင်တော့အရင်တော့ဆိုလို့ရှိရင်စင်ကြီးတွေပေးခဲ့ဘူးတယ်။အမို့မှာကောင်းတဲ့အချက်တစ်ခုကပါလဲဆိုအမို့တင်တန်းတက်ဖို့ရာအတွက်ကိုဗာစင်ကြီးမှတော့မပေးခဲ့ဘူး။ဒါပေမဲ့အမို့တင်တန်းတွေတက်ပြီးသွားပြီးအခုမိနစ်တုန်းကပေါ့နော်။မိနစ်တုန်းကဆိုလို့ရှိရင်အမို့စင်ကြီးတွေအများဆုံးပေးတယ်။အဲ့ဒါကပါလဲဆိုတော့ထမင်းချက်ရအောင်မယ်၊ဟင်းချက်ရအောင်မယ်၊ဈေးသွားရအောင်မယ်၊ဟိုဟာလောက်ရအောင်မယ်၊ဒီဟာလောက်ရအောင်မယ်ဆိုပြီးတော့မှစင်ကြီးတွေအများကြီးပေးပြီးတော့ပို့တင်ရမယ့်အချိန်ဒီမှာမတင်ချင်ဘူး။ဒါပေမဲ့ဘီရိုလေးလည်းမရိုက်ချင်ဘူးဒါပေမဲ့ လို့ဆိုတဲ့အချိန်မှာဝန်ထမ်းတွေမှာဆိုလို့ရှိရင်စင်ကြီးပေးစရာတွေကအများကြီးပဲဒါပေမဲ့မို့ဒီနှစ်မှာဆိုလို့ရှိရင်တော့ဘာစင်ကြီးမှမရှိတော့ပြင်စင်းစားလိုက်တဲ့အချိန်မှာဘာကြောင့်စင်ကြီးမရှိတော့တာလဲဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့ຢာကအာတန်နေလို့ကြားဘူးလိမ့်မယ်ပြင်းပြထက်တန်တဲ့စန္ဒတစုံဆိုတာအဲ့ဒီຢာကိုပြောတာမို့လို့ပြင်းပြထက်တန်တဲ့စန္ဒတစုံပဲကို့မှာရှိပါစေ ာရှိပြီဆိုစင်ကြေးတွေကိုကျော်လွှားနိုင်လာလိမ့်မယ်မဖြစ်နိုင်ဘူးလို့ထင်တဲ့ຢာတွေကိုဖြစ်နိုင်အောင်လှုပ်ဆောင်နိုင်လာလိမ့်မယ်ဒါကြောင့်ပြင်းပြထက်တန်တဲ့ဆန္ဒရှိဖို့လိုတယ်ဒါဆိုစဉ်းစားရမှာကအဲ့ဒီပြင်းပြထက်တန်တဲ့ဆန္ဒရှိဖို့ဘယ်လိုလုပ်ရမှာလဲလွယ်လွယ်ကူကူလေးပဲကိုယ့်ရဲ့မသိစိတ်ကိုကိုယ်သိအလုတ်ပေးဖို့ຢာတွေလိုအပ်တယ်လှုပ်ပေးရမယ့်ຢာတစ်ခုကမနေ့အိမ်ရထားတဲ့အချိန်ဒါမှမဟုတ်ညအိမ်ရဝင်တဲ့အချိန်မှာကိုယ့်ရဲ့အိမ်မက်အတွက်ကိုယ်လှုပ်နေတဲ့ပုံစံကိုယ့်ရဲ့တရက်တာမှာကိုယ်နေထိုင်တဲ့ပုံစံကိုတခါတည်းကြိုတင်ပြီးတော့မှစိတ်ကူးရင်ထားရမှာပဲဖြစ်ပါတယ်မလှု ောက်ခင်ကတည်းကလုတ်နေတဲ့ပုံစံတွေအကုန်လုံးကိုစိတ်ကူးရင်ထားရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့မှတကယ်လှုပ်ဆောင်ကျလာမှာအဲ့ဒီလောက်မှပြင်းပြထက်သန်တဲ့ဆန္ဒဆိုတာဖြစ်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်လှုပ်ကြီးလိုက်ပါလို့ပြောရင်းနဲ့ဂျင်ပြေကိုအဆုံးသတ်ချင်ပါတယ်။ဝန်ထဲနေတွေပို့ပြီးတော့မှအရေးကြီးပါတယ်။သူအများကြီးတင်ပါတယ်။ကိုယ့်ရဲ့အိမ်မက်ကိုကိုကိုတိုင်းကောက်တဲ့ဖော်နိုင်တဲ့လူတွေဖြစ်ကြပါစေ။အများကြီးမှတ်ထားပါ Hero is you ။